MSB Hey that I already finished ဆိုတော့မှလေသမီးလေးကတော်လိုက်တာပေါ့ brown color ဘလိုတောင်ဆက်လိုက်တာလဲဘယ် color နဲ့ဘယ် color နဲ့ mix လိုက်တာလဲဟုတ်ဘူးတီချဲတီချဲဆိုပေမဲ့ coffee set တွေနဲ့ဆွဲချထလိုက်တာအဲ coffee နဲ့ပုံလေးဆွဲလာတာအဆင်ပြေလာတဲ့ခါကျတော့မှအဲ့လိုပဲအများနဲ့အိတ်ထဲမှာ coffee မှုန့်နဲ့ sketchbook လေးနဲ့အများနဲ့ယူသွားရဲပေါ့နော်အဲ့လိုစိတ်ကြက်တဲ့ခါတိုင်းဆွဲတယ် MSP အမကအမျိုးသားရင်ရှင်မှုနဲ့အမှုပြညာတက်ကတော်နေပြီးတော့ပကြီနဲ့ကြောင်းပြီးထားတာပေါ့နော်အဲ့တော့အမပကြီတော့ပကြီတောက်လျှောက်ဆွဲတယ်နောက်ပြီးတော့အဓိကတော့အမကလေးချစ်တတ်တယ်လေကလေးချစ်တော့အမကလေးပကြီတင်တာပေါ့တောက်လျှောက်ဒီနေ့အထိပေါ့လေအခုလည်းကလေးပကြီတင်နေရပါ International School တခုမှာတင်နေတာပေါ့ဒါပေမဲ့ဒီ coffee ကတော့လေဘာလဲဆိုတော့အမကမနက်ဖက်ဆိုရင် coffee မတောက်ရမနေနိုင်တဲ့သူ ကော်ဖီရှိမှတနေ့တာလုပ်ငန်းတွေကစလုပ်လို့ရတယ်ပေါ့နော်ဥမာနေမကောင်းဖြစ်နေတဲ့ရက်ဆိုရင်တော့မှကော်ဖီတောက်လို့မရတဲ့ရက်တွေရှိရလေနော်နေမကောင်းနေတော့အဲ့ရက်တွေဆိုတော့မှကော်ဖီရအောင်ဖြောတာဒါပေမဲ့မတောက်ဘူးအလုပ်လေးပဲဒေနာလေးချတာပေါ့အလုပ်တွေဆက်လုပ်တဲ့လူပေါ့နော်ဒီ coffee ပကြီးစပြီးတော့ဆွဲပြစ်တဲ့အကြောင်းကတော့ပြောရရင်တော့အမတင်တဲ့ကလေးလေးတယောက်ချောက်လို့ပြောလို့ရတယ်သူကလည်း story နဲ့ပဲအော် အမကဒီ brain wash ကို arc teacher ပဲရှင်အမကအဲ့ကလေးတွေအဲ့နေကဘာတင်တာလဲဆိုတော့ဒီ color mixing တင်နေတာပေါ့เนาะတင်နေတော့အမက group လေးနဲ့တင်နေတာအမလိုရအเจ้าမဆိုင်နဲ့အเจ้าရောက်ပြီဆိုင်နဲ့အမထိတ်ဆုံးလောက်တာ coffee စဖြော်တာပဲ coffee စဖြော်ပြီးတော့အမအမရဲ့စပွဲပေါ်မှာဟို coffee ကလေးတင်ပေါ့အဲ့မှာအဲ့တဲ့ကလေးတွေအဲ့ချိန်မှာခန်းထဲရောက်လာကြ။ရောက်လာတော့အမကော်ဖီကွက်နဲ့အမလက်နဲ့အမှောက်သွားတာတိုက်မိပြီးတော့မှောက်သွားပြီးတော့မသိမ့်နိုင်သေးဘူး။ကော်ဖီတွေကစပွဲပေါ်မှာတင်တာ ဲ့အချိန်မှာကလေးတွေကိုကာလာမဂဇင်းတင်နေတဲ့အချိန်လေးမှာပဲတမီးလေးတယောက်ကနေပဲတီချဲတဲ့ brown color လေးလိုချင်တယ်အမလာပြောတယ်သူကတောင်ကုန်းလေးခြေရမှာအမအဲ့ညတို့ကိုပြောထားတာကြတော့ဒီနေ့ခြေတဲ့အယောင်တွေအကုန်လုံးကကိုယ်တိုင်ဆက်ကမှာလုံးဝတို့ original color မသုံးပါဘူးဆိုတော့ brown color ကသူကဘယ်လိုဆက်ရမလဲမသိဘူးအဲ့ဒါဒီဘက်မှာလည်းပြနေတာဆိုတော့တမီးခဏလေးနော်လို့အမပြောပြီးတော့ဒီဘက်မှာပြနေတာအဲ့မှာခဏနေလဲကြတော့ကလေးရဲ့အမပျော်ပြီးလာကြတယ်တီချဲတဲ့ i already finish ဆိုတော့အမလည်း သမီးလေးကတော်လိုက်တာပေါ့ brown color ဘလိုတော့ဆက်လိုက်တာလဲဘယ် color နဲ့ဘယ် color နဲ့ mix လိုက်တာလဲဟုတ်ဘူးဒီချဲတဲ့ဒီချဲဆိုပေမဲ့ဟို coffee set တွေနဲ့ဆွဲချထလိုက်တာအမလေးကိုကိုကိုလည်းအံ့ဩသွားတယ်ညီမလေးရဲ့တိလာအရင်တော့အမဟိုပေါ့ပကြီးသမားဆိုတော့လည်းနည်းနည်းပေါ့နော် coffee sign ထိုင်နေ အဲဆိုတော့နည်းနည်းမှဆွဲလိုက်တာ sketch လောက်တော့ရှိတယ်ဒီလိုမျိုးကြီးပကြီးကားကြီးဖန်တီးဖို့ idea တော့အမှမရှိခဲ့ဘူးညီမလေးရဲ့အဲ့နဲ့သမီးလိုတကယ်ကြီးလားလို့ coffee ဟုတ်တယ်ဒီမလေးတဲ့ဒီချေအဲ့ coffee ရေကလည်း brown ကလာအမကတော့တောက်ရင် black ပဲတောက်တာလေဟို nose ရေပိုင်းလည်းအဲ့လိုမတောက်တတ်တော့ဟုတ်တယ်အဲ့ဒီချေဒီမှာအဲ့ color ကလည်းလုံးဝတောင်တန်းဝင်ချလိုက်တာအရင်ကလုံးဝ brown ကလာရတယ်ဆိုတော့အမအဲ့မှာလေးဟဲ့သမီးရေတော်လိုက်တာဆိုပြီးတော့အမအဲ့မှာ idea စရသွားတော့ကလေးတွေပြန်တဲ့အချိန်မှာအမက coffee ပကြီးလေးစဆွဲပြစ်တယ်ပေါ့ညီမလေးရဲ့2016ခုနှစ် အဲအဲ့ခရီးကကော်ဖီပကြီးတွေစဆွဲတယ်အဲ့လိုပဲတော်တော်များများတော့ဆွဲပြစ်ပါတယ်ဆွဲလိုက်အဲ့လိုပေါ့နော်ဟိုအနီးနားပတ်ဝန်းကျင်ကတီးတဲ့သူတွေကအမဆွဲတာဗာလိဆွဲတာလည်းပြပါအောင်ဆိုကြည့်ဝိုင်းဝယ်သွားလိုက်နဲ့ဆိုအဲ့လိုလေးပဲဆွဲလိုက်ရင်နဲ့ 2024ဒီဇင်ဘာမှာမှအမဒီ workshop လေးစလုပ်ဖြစ်တာညီမလေးဟုတ်အဲ workshop ပေါ့နော် coffee painting workshop ဆိုပြီးတော့လုပ်ဖြစ်တာကတော့အခု9ကြိမ်မြောက်ပြီးသွားပါပြီညီမလေးဟောဒီ workshop တွေမှာဆိုရင်တော့ဒါအဓိကက coffee painting workshop မှာရည်ရွယ်ချက်လေးအရင်လေးပြပြပေးမယ်နော်အဓိကကတော့လေအမကိုယ်တိုင်ကလည်းဒီလူမှုရေးလုပ်ငန်းလေးလေဝါသနာပါတယ်ညီမလေးရဲ့ အဲကိုကိုတိုင်းလဲဟိုမိခင်တယောက်လဲဖြစ်တယ်ပေါ့နော်ဆိုတော့ working man လဲဖြစ်တဲ့ခါကျတော့အမတို့မှာစိတ်ရှုပ်စရာလဲအရမ်းများတယ်အဲ့တော့အမအနေနဲ့ကလဲဟို shop မသွားတတ်ဘူးမ shopping လဲမထွက်တတ်ဘူးအဲ့လိုမျိုးကြီး shop မသွားတတ်တော့အမကစိတ်ညစ်တယ်တခုခု stress တွေပြီလာတယ်ဆိုဟိုရင်တော့အမစာအုပ်ဆိုင်ထိုင်တယ်အဲအခုနောက်ပိုင်းကျတော့ coffee ဆိုင်ထိုင်တယ်ပေါ့နော်အဲ့တော့ coffee တောက်တယ်စာအုပ်ဖတ်တယ်အဲ့တော့နောက်ပိုင်းကျတော့အဲ coffee နဲ့ပုံလေးရွှဲလာတာအဆင်ပြေလာတဲ့ခါကျတော့အမအဲ့လိုပဲအများနဲ့အိတ်ထဲမှာ coffee မှုန့်တဲ့ အဲ sketchbook လေးနဲ့အများတန်းယူသွားတယ်ပေါ့နော်အလိုစိတ်ကြက်တဲ့ခါတိုင်းဆွဲတယ်အဲ့တော့ခုနကစကားကိုဆက်ပြောရရင်တော့ဒီအမရှိမှာအများတန်းနေ့စဉ်ရင်လာဖွင့်နေတဲ့အမျိုးသမီးတွေအများကြီးပဲသူတို့ရဲ့လူမှုရေးစီးပွားရေးအမျိုးစုံပေါ့နော်ရင်လာဖွင့်ကြတဲ့သူတွေကအများကြီးဆိုတော့သူတို့တွေအနေနဲ့ကဟိုဒီမြန်မာနိုင်ငံမှာတချို့တွေအမျိုးသမီးတွေဆိုအပြင်တိတ်မထွက်ကြဘူးလေနော်စိတ်ညစ်တယ်ဆိုရင်ဘာလို့မှမသိဘူးအိမ်ရှင်မတွေဆိုရင်လေတစ်ချိန်လုံးကလေးထိန်ပြီးတော့အမသူတို့တွေအကုန်ဆွဲထုတ်တာအပြင်ရော စိတ်ညစ်တဲ့ဆိုရင်တစ်ချိန်လုံးဟိုအမျိုးသမီးဆိုပေမဲ့လည်းအိမ်ထဲမှာတစ်ချိန်လုံးနေနေစရာမလိုဟင်းနေချက်နေစရာမလိုကလေးထိန်နေစရာမလိုကိုတက်မီတိုင်းလည်းရှိရမယ်ဆိုပြီးတော့မှသူတို့အများရန်အပြင်နေဆွဲထုတ်တယ်အဲဒါတွေလုံးလို့ရတယ်ဒါတွေလုံးလို့ရတယ်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတော့မှသူတို့တွေနေတဲ့ကအဓိကလေဟိုဒီလို community တစ်ခုလည်းဖန်တီးပေးကြတာညီမလေးရဲ့အဲ့တော့အမရဲ့ဒီ workshop လေး တခုရှိတယ်သူတို့တွေလာလိုက်မယ်ဆိုရင်လည်းအဓိကပတ်ဝန်းကျင်အစ်စ်ပေါ့နော်မိတ်ဆွေအစ်စ်တွေရမယ်အဲသူတို့ပကြီးဆက်တဲ့ချိန်မဆက်တဲ့ချိန်အဓိကမဟုတ်ဘူးဒါဟိုအဓိက stress ကိုပဲ release ဖြစ်စေချင်တာဖြစ်တဲ့အတွက်အဲကိုယ်စီလာတဲ့သူတွေက coffee လေးတောက်မယ်စကားတွေပြောကြမယ်အဲ stress တွေပြေးမယ်ဆိုပြီးတော့အဲ့ရွယ်ချက်နဲ့ပွဲလေးလှုပ်ဖြစ်တာညီမလေးရဲ့အဲ့တော့ဒီဟာဆွဲတာတော့ဘယ်လိုဆွဲလဲဆိုတော့ သူကတော့အမကို workshop တွေမှာဆိုရင်တော့ instant coffee သုံးပါတယ်ညီမလေး instant ကကြတော့တော့နည်းနည်းလေးဆွဲရတာပိုလွယ်တယ်ပေါ့နော်သူကတော့ဒီလိုမျိုး paper ပေါ်မှာမှမဟုတ်ဘူး canvas နဲ့လည်းဆွဲလို့ရပါတယ်အဲ instant ဟိုပဲရေနဲ့ဖြော်ပြီးတော့အမတို့ဆွဲကြတာပေါ့နော်ဒါ instant မှမဟုတ်ဘူးခုနကတော့မအားတို့အမဆွဲဘူးလားဆိုရင်မြန်မာ coffee တွေလည်းအကုန်လုံးဆွဲလို့ရပါတယ်ဒါပေမဲ့တော့မြန်မာ coffee အမှောက်ကြတော့နည်းနည်းလေးအမှောက်ပါတာခါဖြစ်တဲ့အတွက်အမတို့တခြား medium လေးတစ်ခုသုံးရတယ်ပြီးတော့၆ဖို့အတွက်အချိန်ဆောက်ရတယ်ပေါ့နော်ဒီလို workshop ကြတော့အမအချိန်ပိုင်းလေးလောက်တာ ဖြစ်တဲ့အတွက်မြန်မြန်ဆက်ဆက်လဲ၆ဖို့ဆိုရင်တော့ဒါ instant နဲ့ရေနဲ့ရောပြီးတော့ဆွဲကြတာပေါ့ညီမလေးအဓိကလေအမစီမဆိုင်လေအမပွဲကပထမဆုံးပွဲရဟိုဘန်ကောက်မှာလောက်ဖြစ်တာရှင့်အဲ့ပွဲရလွှဲရင်ဂျန်နဲ့ပွဲကို အပွဲတိုင်းကိုလိုက်ချိုင်းနဲ့မမေရှိတယ်အဲ့အဲ့မမေတယောက်ဆိုရင်လေသူအားတဲ့အရင်တော့ဆိုရင်သူ့ရဲ့ inner hobby ကပကြီဆွဲတာဆိုတော့သူလုံးဝမသိခဲ့ဘူးတဲ့မသိခဲ့ဘူးပေါ့နော်အခုမှသူတော့ inner hobby ကပကြီဆွဲတာဆိုတာသိတယ်သူစိတ်ညစ်တယ်ဆိုရင်အခုဆိုရင် coffee လေးဖြော်လိုက်တယ်အဲပုံလေးဆက်လိုက်တယ်စိတ်ညစ်ကြည်သွားတယ်ပေါ့နော်အမှလည်းဝမ်းသာရတယ်လေနော်အဲအဲ့လိုမျိုးပဲပေါ့အဓိကတော့ဟို stress တွေကိုဒီမှာ release လာလုပ်မယ် ဟို at the referee သဘောမျိုးပါညီမလေးရဟိုတော့ပကြီးဆွဲမဲ့ဆိုတော့ခုနကအမပြောသလိုတော်တော်များများနားရတဲ့သူကပကြီးမဆွဲတတ်ကြအောင်ဆွဲတတ်ခြင်းမဆွဲတတ်ခြင်းအဓိကမဟုတ်ဘူးအမတို့ကဒါယူပုံဆွဲတင်တာလည်းမဟုတ်ဘူးအဓိကသူတို့တွေက stress ကိုအမဖြေပေးချင်တာအဓိကရွယ်ချက်ကအဲ့ဒါဖြစ်တဲ့အတွက်အမတို့ music လေးနားထောင်မယ်အမတော့ပွဲလို့ရင်လည်းအမစဉ်းစားရတယ် အဲတခါနဲ့တခါလှုပ်လိုက်တဲ့အချိန်မှာမတူညီတဲ့ activity လေးတွေထဲတဲ့လာတဲ့အချိန်မှာသူတို့ပျော်စေချင်တော့လေအဲ့တော့သူတို့ပြန်သွားပြီဆိုရင်တော့အပြုံးမျက်နှာရင်းနဲ့ပြန်ပြန်သွားကြရတယ်ပေါ့ညီမလေးအဲ့ PT လေးချောင်းလည်းအမအများနဲ့လှုပ်ဖြစ်နေတာပါဟုတ်ကဲ့ရှင့်ဒါတွေကတော့အမဆွဲထားတာပေါ့နော်အဓိကတော့အမထားတွေကပွဲအတွက်ရှိရပြီဆွဲထားတဲ့ပကြီကားလေးတွေအဲ့တော့ပွဲကိုလာတာကကုနာပြောသလိုပကြီမဆွဲတတ်တဲ့သူကများတယ်များတော့အမကသူတို့တွေလိုက်ဆွဲနိုင်ပဲပုံလေးတွေအဲနောက်တစ်ခုပေါ့ မဒီမဆိုင်တာစတာစကူသတင်းစာလေးနဲ့ကတ်ပြီးတော့လုတ်ပြထားတာအဲ့တော့အမရှိကိုလာတဲ့သူတွေကလာ stress ပေးရမယ်အဲ့တက်ကအိမ်မှာဆိုရင်အလွယ်တကူသတင်းစာတွေနဲ့ creation လုပ်တာတွေကမလွယ်ဘူးလေနော်အဲ့တော့အမကတော့လာတဲ့သူတွေဆိုရင်အကုန်လုံးကအဓိက တို့စိတ်ကူးထဲမှာဖြစ်လာတဲ့ရည်ရွယ်ချက်တွေခံစားချက်တွေအားလုံးတစ်ခါတည်းဖောက်ထုတ်လို့ရအောင်လို့သတင်းစာတွေကတ်ကြီးတွေတခြားဟိုကတ်ကော်နက်ကတ်လို့ရတဲ့ collage လုပ်လို့ရတဲ့ဟာတွေ creation လုပ်နိုင်တဲ့ပစ္စည်းတွေအစားမအကုန်ပြင်ဆင်လာပေးတာပါအဲ့တော့လာတဲ့သူတွေဆိုရင်တို့သတင်းစာတွေကတ်ကြီးတွေညှက်နေတဲ့လက်နဲ့ stress ကပြေသွားရောကော်ရီကတ်နေနဲ့ stress ကပြေသွားရောဆိုတော့ဟုတ်အမေက၈နှစ်ကျော်လောက်ဒီလေဖြတ်ပြီးတော့အိမ်မှာအဲ့ရပေါ်လဲသွားတဲ့အချိန်မှာဆိုလဲ ကိုကတောက်လျှောက်ပြုစုရတယ်ပေါ့နော်ဘလို့ဖြစ်လူမမာပြုစုနေရတဲ့အချိန်ဆိုရင်အမားတို့ကအရန်ကိုဟိုဘလို့ပြောမလဲအပြစ်မထွက်နိုင်ဘူးကိုကိုတိုင်းလဲလို့ပေါ့နော်အဓိကတော့ဟို stress တွေအရန်များခဲ့တယ်ညီမလေးရဲ့မျိုးစုံပေါ့နော်အဲ့တော့ခလေးထင်ရတဲ့ stress ခလေးငယ်ငယ်လေးဆို stress တွေဆိုတော့အခုချိန်မှာကိုကတော့အခုချိန်မှာတော့ကိုကတော့လောကအစင်ပေါ်မှာပေါ့ဒါတွေကောလောက်ကိုမှဟိုဒီလိုမျိုးမမေမမေလဲမရှိတော့ဘူးပေါ့နော်မရှိတော့တားကလည်းကြီးသွားပြီဆိုတော့အမအနေနဲ့အဲ့လို stress တွေတော့မရှိတော့ဘူးဒါပေမဲ့ကိုလိုပဲ stress တွေ အဲဒီလိုမျိုးအများကြီးရှိလာတဲ့သူတွေအနေနဲ့ဆိုရင်လည်းအမကကူညီပေးချင်တာ တော့အမဆိုရင်နေတိုင်းမဟုတ်အောင်လာပြီးတော့ရှင်ဖွင့်တဲ့သူတွေပဲခုနကပြောသလိုပေါ့နော်ဒါတွေဒီလိုဖြစ်နေတယ်တချို့တွေဆိုရင်လည်းဘာမှသူစက်မလုံနိုင်တော့ဘူးပေါ့နော်စီးပွားကဘလို့ရှာမလဲမသိဘူးဆိုရင်တော့အမျိုးဆုံးရှင်လာဖွင့်နေတဲ့သူတွေရှိနေတဲ့အခါကျကိုကဘာလုပ်ပေးရမလဲအများတန်းတွေးပြနေတာညီမလေးရဲ့အနည်းဆက်ဆုံးတော့အမကတို့ငွေကြေးကြီးထောက်ပံ့ခြင်းနိုင်မှထောက်ပံ့မယ်ဒါပေမဲ့အမလုပ်ပေးနိုင်တာတော့အမတို့နဲ့စကားပြောပေးပါတယ်အဲ့လိုအများကြီးလုပ်ပေးပြတယ်ပေါ့နော်နောက်ဒီလိုမျိုး workshop လေးလုပ်ပေးတဲ့အခါကျတို့ community အစ်စ်တစ်ခုရသွားတယ်အဲ့ရနေမှတယောက်နဲ့တယောက်စကားပ ပြောနေ internet ထဲမှာအော်ငါတယောက်တည်းမဟုတ်ဘူးဘေးနားမှာအပေါင်းအသင်းတွေအများကြီးရှိတယ်သူတို့တွေလည်းဒီလိုပဲစူးစမ်းနေကြတာဆိုတော့ဟိုစိတ်သက်ခွန်အားလေးလည်းအမပေးချင်တာပါညီမလေးအမကတော့လေဒီပကြီးနဲ့ပတ်သက်တဲ့ page လေးကတော့ my art my path by တတ်သက်ဆိုပြီးတော့ page လေးရှိပါတယ်ရှင့်အမပွဲတွေရှိတယ်ဆိုရင်လည်း page လေးကနေပြီးတော့ကြီးညာပေးပါတယ်ရှင့်ဟုတ်ကဲ့ပါပွဲလေးတွေကတော့အမဒီလာတယ်မှာတော့ public အ public ဟိုကတော့မရှိဘူးရှင် private ပွဲလေးတွေတော့ရှိပါတယ်ရှင် private session လေးတွေတော့ဒီလာတယ်ရှိတယ်အဲဒီ နောက်လာရတော့အမရှိဖို့တော့ရှိတော့ရှိမှာပါအမအရက်အတိအကျမသိသေးလို့ဒါလေအဓိကတော့ announce ကတော့ page မှာကြီးညာပေးပါမယ်ရှင့်အဲ့တော့အခုပေါ့နော်အမကိုအချိန်ပေးပြီးလာမေးပေးတယ်ညီမလေးတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ရှင့်မြန်မာစတာပါစား